ဒီမိုကရက်တစ်အုပ်စုတွေကိုမဲခဲ့ကြပါလူလိန်ကြိုက်ခိုင်ဖွံ့ဖြိုးရေးပါတီကအကြမ်းဖက်ခေါင်းဆောင်တွေကိုမဲမထဲပါနဲ့ဒီယုံကျိမ်းမှာတော့တရားဆွဲခံထားတဲ့စောပဲလာကိုတရားသူကြီးနဲ့တရားလူရှိနေတို့ကအခင်းဖြစ်ပွားရနေ့ရက်ကဖြစ်စဉ်တွေကိုမေးမြန်းခဲ့တာဖြစ်ပါတယ်2014ခုနှစ်ဧပြီလ3ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီမှုကိုတနစ်ကျော်မှတရားဆွဲဆိုခံခဲ့ရတဲ့ကိုထင်ကျော်အပါဝင် ။ဤသူ၄ဦးတည်းကတဦးဖြစ်တဲ့စောဘဲလာကတော့လူစုလူဝေးနဲ့ဖြစ်ပွားခဲ့တဲ့ဒီမှုမှာ၄ဦးတည်းကိုသာတရားဆွဲဆိုခဲ့တာနဲ့ပတ်သက်ပြီးဘာမှတိချမသိတဲ့ပြည်သူတွေကိုတရားဆွဲဆိုတဲ့အတွက်ဝမ်းနည်းမိတယ်လို့ဆိုပါတယ်။ပြောရမယ်ဆိုရင်တော့လူစုလူဝေးကဒီလောက်ပြောက်50 100လောက်ကိုသူတို့၄ယောက်ပဲတိတက်မလို့တိတိုင်တရားဆွဲထားတယ်ဆိုတော့အဲ့ဒါလေးကိုတော့အခုတို့နေနေရတော့အမှ သူအဲဥပရိယာရှိကိုွင့်ရင်ပြောပြတာတကယ်ဆိုတရားဆွဲမယ်ဆိုသူအယောက်50တရားလောက်ဆွဲလို့ရတဲ့ကိစ္စအခုတို့၄ယောက်ပဲတီးတိုင်ဆွဲတာဘာကြောင့်မှန်းတော့မပြောတတ်ဘူးဘာမှပူမှုသိဘာမှမသိနေဟာလို့တရားဆွဲခါတော့ပြောဆွဲခါနေဆိုတာအဲတရားကြီးမှန်တိုင်းတိမ့်ဆောင်နေတဲ့အတွက်အဲ့ဒါလေးတခုတော့ဝမ်းနေစရာဖြစ်ပါတယ်အဲ့လောက်ပဲ ရက်ကွက်လုံးအတိုင်းတာနဲ့လူအများစုနဲ့ဖြစ်ပွားသွားတဲ့ဒီအခင်းဖြစ်စဉ်မှာအခုလိုလူ၄ယောက်ကိုပဲတရားစွဲဆိုတာနဲ့ပတ်သက်ပြီးတရားရေးဟာမှန်ကန်မှုမရှိသလိုဥပဒေကလည်းမာယွင်းနေတယ်လို့ဆိုလာသူကကိုစိုးစော်ပါဒီရိုးစာကိုဖျက်ဆီးတဲ့ချိန်မှာလည်းဘသူဘွားဆိုတော့ဘူးမှမသိဘူးဟိုဒီခြံဖြတ်တယ်ဆိုတော့ကုရင်ကျော်ဖြတ်တာလည်းဘူးမှမသိဘူးကိုစော် ဘယ်လားလို့ဖြစ်တာလဲဘူးမှမသိဘူးမသိဘဲနဲ့ဒါတစ်ဖက်ကနေပြီးတော့အာဒီလေတသက်အမှုစင်ပြီးတော့ဟိုလူဒီလူပေါ့နော်အများစုနဲ့အများစုဖြစ်သွားတယ်ဒီမှာအများစုတော့မှအများစုပါအကုန်ပါတယ်ဥစ္စာဒါရက်ွက်ကလက်မခံတဲ့ကိစ္စရက်ွက်လုံးဟိုတိုင်းနာနဲ့ဖြစ်သွားတဲ့ကိစ္စကိုဒီ၃၄ဦးရဲ့ဆွဲထားတဲ့သားဒါတရားရေးဟိုကဟိုမမှန်ကန်ဘူးပေါ့နော်ဥပဒေဟိုကဆွဲထားတဲ့ဥပဒေဟိုကမှားရင်းနေမြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေက ခရိုနီတွေရဲ့လဝကြီးအုပ်မှုတွေခံနေရပြီးခရိုနီတွေရဲ့စီးပွားရေးကိုအမြန်ဆုံးစီစစ်ပေးဖို့တောင်းဆိုလာသူက MDCF ခေါင်းဆောင်ကိုထင်ကျော်ပါကဘာမှာရှိတဲ့တန်ရှင်းတဲ့စီးပွားရေးသမားတွေကလည်းမြန်မာနိုင်ငံကခရိုနီတွေနဲ့စီးပွားရေးပူးပေါင်းမလုပ်ဆောင်ဖို့တောင်းဆိုခြင်းတယ်လို့လည်းဆိုပါတယ်ဒီကနေ့မြန်မာနိုင်ငံရဲ့စီးပွားရေးခြေတရခရိုနီတွေရဲ့လဝကြီးအုပ်မှုခံနေရတယ်ခရိုနီတွေရဲ့စီးပွားရေးကိုအမြန်ဆုံးစီစစ်ဖို့အတွက်တောင်းဆိုပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာ ြည်သူကတန်း90အဆင်းရမွတ်တယ်ပြီအာအဂနီလိုက်စားထားတဲ့ခရိုနီနဲ့စစ်ဘော်ကြုံကြီးတွေကြီးပဲချမ်းသာနေတယ်အဲ့ဒီငွေမဲတွေကိုငွေပြူလောက်ခွင့်ကျွန်တော်တို့ပြည်သူကမပေးနိုင်ဘူးအဲ့ဒီတွေ့ကဘာမှာရှိတဲ့တန်ရှင်းတဲ့စီဝါရေးသမားတွေခရိုနီတွေနဲ့ပေါင်းပြီးမလုပ်ဖို့ငွေမဲတွေနဲ့ပေါင်းပြီးမလုပ်ဖို့ကျွန်တော်တို့တောင်းဆိုပါတယ်ကိုထင်းကျော်အပါဝင်ပြည်သူ၄ဦးကို2015မေလ9ရက်နေ့ကစတင်ပြီးပုံမှန်448 429တရားဆွဲဆိုထားတဲ့ဒီအမှုကိုလာမယ့်မတ်လ24ရက်နေ့မှာထပ်မံရုံးထုတ်စစ်ဆေးမှာပဲဖြစ်ပါတယ်